ရခိုင်ပြည်တန်တွဲနဲ့ကွာမြို့နီးပင်လေပြင်းမှာည6နာရီကနေမနေ့6နာရီအထိညအချိန်၅ဖက်မှုတွေကိုအော်တိုဘားလ16ရက်ကစတင်ပြီးအကအသတ်မရှိပိုက်ပင်လိုက်တယ်လို့ရခိုင်မြို့သားအဖွဲ့ချုပ် ULA ကအသိပေးထုတ်ပြန်ပါတယ်။အရင်ကပင်လေကနီးမြို့ရွာတွေကရေလုံငန်းကိုအမိပြုလောက်ကင်စားတောင်းနေကြတဲ့ပြည်သူတွေရဲ့စည်ရဲကာလအခက်အခဲနဲ့မိသားစုစားဝတ်နေရေးကို တနိုင်တစ်ပိုင်ဖြည့်ရှင်းနိုင်ဖို့ ပင်လယ်ပြင်ငါးဖန်ခွင့်ကိုအချိန်ကအသက်မရှိခွင့်ပြုထားခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။လက်ရှိမှာအဲ့ဒီလိုခွင့်ပြုပေးတာဟာစစ်ကောင်စီရဲ့စစ်ရေးအင်အားဖြည့်တင်းမှုနဲ့စစ်စင်ရေးအတွက်ငါးဖန်လယ်တွေကိုအကာအကွယ်ယူပြီးလွတ်လပ်စွာသွားလာနိုင်တဲ့အခွင့်အရေးကိုဖြစ်ပေါ်စေတယ်လို့ ULA ကဆိုပါတယ်။ဒါကြောင့် ULAA ကပြည်သူတွေရဲ့လုံခြုံရေးကိုအလေးထားစဉ်းစားတဲ့အနေနဲ့ညအချိန်ငါးဖန်မှုကိုအကန့်အသတ်မရှိပိုက်ပင်လိုက်ရတာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်။ မြင့်မီကိုထုတ်ပြန်လိုက်တဲ့အော်တိုဝါ16ရက်ကနေစတင်ပြီးပြန်လည်ရုပ်သိမ်းရောက်မထုတ်ပြန်မီအထိရေလုံသားတွေအနေနဲ့တန်တွဲနဲ့ကွားမြော့နီးပင်လေပြင်မှာညအချိန်၅ဖန်တာလုံးဝမပြုတ်လောက်ကြဖို့အတိပေးထားပါတယ်၅ဖန်သမားတွေအနေနဲ့ညအချိန်၅သွားဖန်ပါကကံဝဲကိုသွားရောက်၅ဖန်တာမျိုးမပြုတ်လောက်ဖို့နဲ့စစ်ကောင်စီရဲ့စစ်သင်းပို့တွေလာနေတာကိုတွေ့ပါကကန်းဆက်ကန်းနီကိုအမြန်ဆုံးစိုက်ကက်လာကြဖို့ ULA ကအတိပေးတိုက်တွန်းထားပါတယ် အခုလိုတားမြစ်လိုက်တာဟာလက်ရှိဒေသခံငါးဖမ်းသမားတွေကြုံနေရတဲ့ငါးဖမ်းထွက်ချိန်မှာစစ်ကောင်စီထံဖမ်းဆီးခံရမှုတွေကိုချိုးချနိုင်တဲ့အခြေအနေရှိတယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။လက်ရှိမှာတန်တွဲနဲ့ကွာပင်လယ်ပြင်မှာစစ်ကောင်စီရဲ့စစ်သင်ပိုးတွာလာလှုပ်ရှားမှုတွေပုံမပြင်းတွေ့လာရပြီးတော့အဲ့ဒီမျိုးတွေပုံမှာကင်းထောက်လေရင်တွေနဲ့လက်ပတ်ပြန်ဝဲပြီးကင်းထောက်မှုတွေကိုပုံမပြုတ်လုပ်လာနေတာကိုတွေ့ရတယ်လို့ ULA ကဆိုပါတယ်။ ရခိုင်ပင်လယ်ပြင်မှာစစ်ကောင်စီရဲ့စစ်သင်္ဘောတွေဟာငါးဖက်နေတဲ့ဒေသခံငါးဖက်လေတွေကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာငါးဖက်သမားတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေပြုလုပ်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အရခတပ်တို့ထင်းချုံနေမြေတွေဖြစ်တဲ့တန်တွဲ၊ကွာ၊ရံပြေ၊ပောက်တော်နဲ့မောင်တော်စားတဲ့မြို့နယ်တွေရဲ့ပင်လယ်ကမ်းရိုးတန်းအနီးမှာအခုရက်ပိုင်းအတွင်းစစ်ကောင်စီကရေတပ်အင်အားဖြတ်တင်းမှုနဲ့ သွာလာလှုပ်ရှားမှုတွေပုံမလှုပ်လာနေတယ်လို့ဒေတာခံတွေစီကသိရပါတယ်ရှင်